အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြေးသက်တည်းအားလုံးမင်္ဂလာပါ။ England Premier League ပွဲစဉ်ကအခု လောလောဆယ်ပေါ်နေဒါကျွန်တော်တို့ Champion Superlaw ကို မျောလင်းလို့ရပြီးချိန်ချောက်နိုင်မဲ့အသင်းကပွဲစဉ်၁၄ပြီးမှကျွန်တော်အမြင်တော့နှစ်သိမ်းပဲရှိမလို့ထင်တယ်။ တသင်းကတော့ဇာတ်ထိပ်မှာဥဆောင်နေတဲ့အာစနယ်ရဲ့ဒုတိယနေရာက Manchester City ရဲ့ရာသီစားကချန်ပီယံလစ်ဘာပူးကိုကျွန်တော်တို့ရေပန်းစားဆုံးဖြစ်ရောသူတို့ရဲ့စွမ်းဆောင်ရည်နဲ့သူတို့ခေါ်ယူထားတဲ့ကစားသမားတွေချာမှာကျွန်တော်တို့ထည့်သွင်းထားတာမှန်နေဒါပေမဲ့အဲ့နောက်ဆက်တွဲမှာလစ်ဘာပူးဟာဒီရာသီမှာဒီနှစ်တွေရာသီရဲ့ပထမဆုံးတေပွဲကြခဲ့ပြီးတော့ဇက်တိုက်ရလက်ဆိုးနေတဲ့အခြေအနေတကားနေ ရုံးထွက်နိုင်ခြင်းမရှိသေးတဲ့ပြဿနာပဲ။ချန်ပီယံလီဗာပူးအသင်းရဲ့အနေထားကလုံးဝကိုဆူဆူဝါဖြစ်သွားခဲ့ပြီးတော့လီဗာပူးကအခုလက်ရှိမှာသူတို့ရဲ့အခြေအနေက9ပွဲနိုင်10ပွဲသီ6ပွဲရှုံးနဲ့ရမှတ်22မှတ်ပဲရသွားတယ်။ဆိုတော့သူတို့အတွက်ကချန်ပီယံဆူပလာကိုပြန်ကာကွယ်မဖြစ်နိုင်တဲ့လောက်ဖြစ်သွားတဲ့အချိန်မှာ ်အခုလောလောဆယ်မှာမီကေအာတီတာရဲ့အာစနယ်အသင်းကဇယားထိတ်မှာလီဗာပူးအသင်းကို7မှတ်ဖြတ်လိုက်တယ်ဆိုတော့7မှတ်ကလက်ချက်ပွဲစဉ်ဒီမှာပြန်လိုက်ဖို့တော်တော်လေးခတ်သွားတယ်7မှတ်ဆိုတာကအနည်းဆုံး3ပွဲနိုင်တပွဲသေးဒီပွဲလောက်ထိရှိတယ်ဆိုအဲ့ချက်ကလောလောဆယ်မှာလီဗာပူးကထိုက်တယ်ရစ်ဆယ်ကလုံးဝမရှိတော့ဘူးဆိုဒီနေရာမှာ Chelsea အာဆင်နယ်မကန်ခင်မှာအဆင့်နှစ်နေရာမှာရှိနေတဲ့ Chelsea အသင်းကအခု Arsenal ကိုတီးကြတယ် ပြီးတော့မှအဝေးခွေးမှာ Leeds United ကိုပါထရှုံးလိုက်တဲ့အချိန်မှာ Chelsea အသင်းကအခုလောလောဆယ်အနေထားရရမှတ်24မှတ်နဲ့ Arsenal နဲ့ကြားမှာရမှတ်6မှတ်တိတိကွာဟသွားတယ်ဆိုတော့6မှတ်ကွာဟသွားတဲ့အချက်ရဲ့ Chelsea ရဲ့ inconsistent ဖြစ်တဲ့အခြေအနေဒီကြောင့် သူတို့ကလည်း title race ထဲမှာပါဖို့တော်တော်လေးခက်သွားပြီးတော့ဖြစ်နိုင်ခြင်းအပန်တန်နေသွားတယ်အဲ့ဒီနေရာမှာအာရှွန်ဗီလာနောက်ဆုံး၉ပွဲမှာ၈ပွဲနိုင်ပြီးတော့အခုလက်ရှိမှာတပွဲပဲရှုံးနေသူတို့ရှုံးတဲ့ပွဲကလီဗာပူးတပွဲပဲရှုံးပြီးတော့အာရှွန်ဗီလာအသင်းက28မှတ်ရတယ်အာစနယ်အသင်းနဲ့ကြားမှာစုစုပေါင်း6မှတ်ဖြတ်ထားတယ်ဆိုတော့အာစနယ်ကချယ်ဆီနဲ့ပွဲပုံစံပဲချယ်ဆီကို6မှတ်ဖြတ်ပြီးတော့စတန်ဖို့ဘရစ်ကိုသွားတဲ့ချိန်မှာချယ်ဆီကအာစနယ်ကိုနိုင်ရင်3မှတ်ပဲကွာမဲ့လူမျိုးဗီလာလည်းအခု6မှတ်ဖြတ်ထားတယ် အာဆင်ကိုနိုင်ရင်သူတို့သုံးမှတ်ပေးသွားမယ်ဒါပေမဲ့ကျွန်တော်အမည်ရေရှည်ဖို့လေဦးနိုင်အမရီသင်ကရေရှည်နေထားကြည့်ရင် Titan Race ဆီမှာမရှိဘူးဘာလို့ဆိုသူတို့အသင်းရဲ့ squad in arne squad တက်နဲ့ရေရှည်သွားမယ်ခီးရဆိုတော့ဖြစ်နိုင်ခြေကအခု Man City Man City ကအခုလောလောဆယ်ရမှတ်က28မှတ်ရပြီးတော့ Arsenal နဲ့9မှတ်အကွာရှိတယ် မန်ချက်စတာစီးတီးကချန်ပီယံဆုတွေကိုလည်းအချိန်ချင်းရဘူးတယ်ဖက်ကွာဒီယိုလာလည်းပြောတယ်လေအခုမှနိုဝင်ဘာဒီဇင်ဘာပဲရှိသေးတယ်ပွဲစဉ်ကအခုမှ15တောင်မပြည့်သေးတဲ့အချိန်မှာယာတီပီဘိုကစီးစဉ်ကအဝေးကြီးချန်သေးတယ်ကျွန်တော်တို့ချန်ပီယံဖလားကို6ဂျီတောင်ကျွန်တော်ယူထားတယ်လက်ရှိမှာသူကအတွေ့အကြုံရှိဆုံးနီးပြဖြစ်တော့ The Longest Service Premier League Manager ဖြစ်ခုလောလောဆယ်ရက်တည်နေတဲ့အချိန်မှာသူ့အနေနဲ့ Titan Risk ကနောက်ဆုံးအခြေအနေဆက်ရှိမယ်ကျွန်တော်တို့ DP ကိုပြောင်းလဲနိုင်တဲ့အရေးသွေးမျိုးကျွန်တော်ရှင်မှာရှိတယ်တကယ်တမ်း Mercedes ရဲ့အခြေအနေကိုကြည့်ရင် Mercedes က Titan Risk မှာတေချာပေါက်ထည့်ရမယ်ငါးမှတ်ဆိုတဲ့အခြေအနေကတပွဲနှစ်ပွဲလောက်ခြေချော်လိုက်တာနဲ့တေချာပေါက်ပြန်ဖြစ်မှာဆိုတော့ Manchester City က Titan Risk မှာရှိပြီးတော့ Arsenal အသင်းကလက်ရှိမှာငါးမှတ်ဆိုတော့ Titan Risk ကရှင်းရှင်းလေးနှစ်သင်းပဲရှိတယ်ယာတီဆာက Arsenal Liverpool Man City နောက်တော့မန်စီးတီးကိုဖယ်ပြီးတော့အာဆင်လီဗာပူးအာဆင်လီဗာပူးပြောနေတဲ့တာလန်တွေမှာလီဗာပူးဇက်တိုက်ရှုံးလို့အာဆင်ကမန်စီးတီးနဲ့လီဗာပူးနဲ့၃သင်းအဲ့ကဒီမှာဆင်လီဗာပူးဖယ်လိုက်တဲ့မှာအာဆင်နဲ့မန်စီးတီးပဲကြံတယ်အဲ့လောက်မှအခုချက်စီးဝင်လာတဲ့ခါမှာအာဆင်ချက်စီးလီဗာပူးဖြစ်ပြီးတော့ချက်စီးပါတခါတဲ့ race ကပြန်ထွက်သွားတဲ့ခါမှာလလောဆယ်အနေထားရတော့ consistent level ရောနောက်တစ်ခုကပွဲတိုင်းကိုအနိုင်ယူနိုင်တဲ့ခြေစွမ်းပိုက်ဆိုင်ထားတဲ့နှစ်သင်းဆိုဖြစ်နိုင်ကြီးကအာဆင်နဲ့ Manchester City နှစ်သင်းပဲ title race မှာလူရမယ် တို့နှစ်သင်းသာတွေဖြစ်နိုင်ချေရှိတယ်ဆိုတော့လာမယ့်တပတ်ပွဲမှာအာဆင်ကအစောဆုံးစနေနေ့မှာကံမယ်အဲ့ပွဲမှာအာရှန်ဗီလာကိုအဝေးခွင်းသွားကံမယ်ဒီခက်ခဲတဲ့ပွဲကိုအာဆင်ချော်ဖြတ်နိုင်ရင်အာဆင်ဒီယာဒီမှာတော်တော်ကိုအခြေအနေကောင်းသွားနိုင်တဲ့အခြေအနေမျိုးရှိမယ်ဒါတို့လာမယ့် feature ကအာဆင်အတွက်ကတို့အတွက်ပွဲချက်ကာလကတော့ဘယ်လိုပဲဖြစ်ဖြစ်အသင်းတိုင်းမှာတော့ပွဲချက်ရှိတာပဲဒါပေမဲ့အာဆင်ကအခုလက်ရှိတို့ရဲ့အဲ့ပွဲပြီးသွားတာနဲ့ဘူဗာဟန်တန်ကိုအင်ကွင်း Everton ကိုအဝေးခွင်း Brighton ကိုအိမ်ခွင် Villa ကိုအိမ်ခွင်လာမယ့်၅ပွဲမှာ Villa နဲ့၂ပွဲကံမယ် Brighton နဲ့ Wolves ကိုအိမ်ဝင်ကံပြီး Everton ကိုတပွဲကံရမယ်။ဆိုအရာကိုကြည့်ကြပြီး Arsenal ကအဲ့15မှတ်လုံးရနိုင်တဲ့ chance မျိုးရှိတယ်။ဒါပေမဲ့ Aston Villa အဝေးခွင်ကသူတို့ဘယ်ဖြစ်မလဲကြော်ဖြတ်ရမယ်အခြေအနေမှာ Manchester City ရဲ့လာမယ့်၅ပွဲမှာ Sunderland ကိုကံရမယ်။ပြီးတာနဲ့ Crystal Palace ကိုအဝေးခွင် West Ham United ကိုအိမ်ခွင် Nottingham Forest ကိုအဝေးခွင်နဲ့ Sunderland ကိုအဝေးခွင်ဆိုတော့သူတို့ Sunderland ကိုနှစ်ကြော်ကံရမယ်။ပြီးတော့မှ Western United Northern Forest ဆိုတဲ့ချာ City ရဲ့ feature အဲ့လောက်ထိမကြက်ဘူးဒါပေမဲ့ Sunderland away ကဘာဖြစ်ဖြစ် tough game Sunderland ကအခုအသင်းကြီးတွေကိုဒုက္ခပေးတယ်။နောက် Sunderland ကခြေကောင်းနေတဲ့အချိန်မှာ City နဲ့နှစ်ပွဲဆက်တိုက်ကြားတဲ့ချက်က City တို့ကနည်းနည်းတော့နစ်နာစရာဖြစ်တယ်။နောက် Crystal Palace away Crystal Palace က away ကဘယ်သူပဲဖြစ်ဖြစ်ခတ်တယ်။ ဟိုတနေ့ကတော့ Manchester United အနိုင်ရသွားတာမှန်ပေမဲ့အိုင်းဒီယာ Bailey ကကြာပြီးနေပွဲကစားတဲ့ကြောင့်သူတို့ပွဲအရန်ပန်းနေတဲ့ပြဿနာလေးပါတယ်။ကျွန်တော်အမြင်တော့ Man City အတွက်က Sunderland ကို1ခွင်း Crystal Palace အဝေးခွင်း West Ham အခွင်း Forest အဝေးခွင်းနဲ့ Sunderland အဝေးခွင်းမှာ Man City လဲ15မှတ်အပြည့်ရဖို့ခတ်တယ်။ဒါပေမဲ့မျောလင့်ချက်ရှိတာရှိတယ်။ဆိုတော့ title race ကဒီနှစ်သိမ်းပဲ။ဆိုတော့အဲ့ဒီအကြောင်းမပြောခင်မှာယာတီပိတ်နောက်ဆုံး9ပွဲကျွန်တော်တစ်ချက်ပြောမယ်။ မန်ချက်စတာစီးတီးရဲ့ရာသီပိတ်နောက်ဆုံး၅ပွဲပေါ့လေမန်စီးတီးကအာဆင်နဲ့အေပရလ18ရက်နေ့မှာအက်တီဟက်ကွင်းမှာမကန်ခင်မှာမန်စီးတီးကအရင်အေပရလ17ရက်နေ့မှာချယ်ဆီရဲ့စတန်ဖို့ဘစ်ကိုတွားမယ်အေပရလ18ရက်နေ့မှာအာဆင်နဲ့ကန်ပြီးတာနဲ့စီးတီးရဲ့နောက်၅ပွဲကဘန်လီကိုအဝေးကွင်းအေဗာတန်ကိုအဝေးကွင်းဘရန်ဖို့ကိုအိမ်ကွင်းဘုံမောက်ကိုအဝေးကွင်းနဲ့အက်စတန်ဗီလာကိုအိမ်ကွင်းဆိုတော့မန်ချက်စတာစီးတီးကအိမ်ကွင်းမှာ နှစ်ပွဲခံရမယ်အဝေးကွေးကန်တဲ့ပွဲတွေကလည်းသူတို့တို့ကတိတ်ပြီးထူးထူးခြားခြားလုပ်ပြနိုင်မယ့်အခြေအနေမျိုးမရှိဘူး။ဒါကအာဆင်နယ်သေးရဲ့ရာသီပိတ်၅ပွဲကိုကြည့်ရင်မန်စီးတီးနဲ့ကျွန်တော်တို့ကန်တဲ့အဝေးကွေးပွဲပြီးသွားတာနဲ့အာဆင်ကနယူကာဆယ်ကိုအိမ်ကွင်းဖူလန်ကိုအိမ်ကွင်းဝက်ဆန်ကိုအဝေးကွင်းဘာလီကိုအိမ်ကွင်းနဲ့ကျွန်တော်ခရစ်ဆယ်ပဲလစ်ကိုအဝေးကွင်းပဲလစ်အဲ့ချိန်မှာဘလောက်တီစထရောင်းဖြစ်နေမလဲပဲလစ်က conference မှာအချိန်နေဘလောက်ရောက်တယ်မူတည်ပြီးတော့အိုက်ပွဲကအပြောင်းလဲတစ်ခုဖြစ်နိုင်တယ်ဒါပေမဲ့အာဆယ်ရဲ့နောက်ဆုံး feature ၅ပွဲမှာ ယူကဆေအိမ်ဖူဟန်အိမ်ဝက်ဆာအဝေးဆိုအဲ့သုံးပွဲလုံးကအိမ်နှစ်ပွဲနဲ့အဝေးသုံးပွဲဖြစ်နိုင်နေရဲ့ဘန်လီ၁၂ပန်းလုံးရနိုင်ပြီးတော့ပဲလစ်နဲ့ပွဲကဒါအဆုံးဖြတ်ဖြစ်နိုင်ပြီးမဲ့ပဲလစ်ကဘလို့ချင်းနေပေါ်မူတည်တယ်ဆိုတော့ကျွန်တော်အမြင်တော့ထိုက်တယ်ရစ်ကနှစ်သိန်းနဲ့ပဲ Manchester City နဲ့ Arsenal Arsenal နဲ့ Man City လိုခဲ့တဲ့၃နှစ်အတွင်းမှာ Arsenal နဲ့ Man City က title race နှစ်ကြိမ်တွေ့တယ်ပထမအကြိမ်မှာ City ကအမှတ်ဖြတ်ပြီး champion ဖြစ်တယ်ဒုတိယအကြိမ်မှာအမှတ်ကပ်ပြီးတော့ champion ထပ်ဖြစ်တယ်ဆိုတော့ပြီးခဲ့တဲ့နှစ်ကတော့ Arsenal က Liverpool နဲ့ title race ဖြစ်ပြီးတော့ဒီအကြိမ်မှာအခု City နဲ့ Arsenal ရဲ့ title race ပဲကျန်တဲ့သင်းတွေလာဖို့ခတ်သွားပြီဘာလို့ဆိုတော့ channel တင်းနေ ecosystem ဖြစ်တယ်နောက်တစ်ခုကအမတ်ကွာဟာမှုအရန်ကြီးတဲ့အချက်ပဲဆိုတော့ဘလို့မြင်ကြလေဒီယာဒီ champion လူပွဲမှာ ်လီဗာပူးကိုဖယ်လို့ရပြီလားချယ်ဆီကိုဖယ်လို့ရပြီလားတခြားဘယ်သိန်းတွေပါလာနိုင်သေးလဲချစ်ပါဘူးတို့ချယ်ဆီတို့က top four race မှာ Tottenham Hotspur တို့ Newcastle တို့ Aston Villa တို့ Brighton တို့ Man United တို့နဲ့ပဲလူရမှာလားဘလို့မြင်ကြလဲ Title race ကနှစ်သိန်းပဲလားဘယ်သိန်းတိရှိအောင်မလဲအားလုံးကျေးဇူးတင်ပါတယ်